ဘော International School မှာထရောက်နိုင်တဲ့အတန်းလေးတွေဟာဆိုလို့ရှိရင်တော့ Nursery, Pre-KG, KG Class, Primary 1 to 6တို့ပဲဖြစ်ပါတယ်။ဒီက service industry ပဲပြောရမှာပေါ့နော် service industry တော့ကျွန်တော် service ပြပြွားပေးဖို့ကတော့နှစ်ချမ်းပေါ့ကျောင်းသားတွေပညာရေးကောင်းမှုတက်ပေးတဲ့ဟာတစ်ချမ်းလည်းပေးသလိုမိဘတွေစိတ်လုံခြုံမှုရှိတဲ့တစ်ချမ်းလည်း ပေးတယ်ပေါ့သူရဲ့ mother tongue ပဲပြောနေတဲ့ကလေးတွေအတွက်ဆိုလို့ကျွန်တော်ကျွန်တော်တို့က mother tongue လေးနဲ့ရောပြီးတော့စပြောပြီးတော့မိတ်ဆက်ပေးပြီးတော့ပါတဖြည်းဖြည်းချင်းလုံးဝကိုတည်တဲ့ English ဖြစ်သွားအောင် train သွားမှာပါရှင် sound body sound mind sound ဖူးခြားဆိုတဲ့ sound body အတိုင်းဇန်ဘွားကိုပိုင်းထန်ထန်အကြောင်းကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ အခုဒီနေ့လေးရတော့ကျွန်တော်တို့ចောင်းလေးကိုဒီနေရာမှာကျွန်တော်တို့ចောင်းစီတယ်ကျွန်တော်ဖွင့်ထားတယ်ဆိုတဲ့အကြောင်းလေးကိုပထမအတည်ပေးတာပါကျွန်တော်တို့စပူအောင်မာသားအောက်ကဖွင့်လိုက်တဲ့ចောင်းရဲ့ဒုတိယမြောက်ចောင်းလို့ပြောရမှာပေါ့နော်ပြီးခဲ့လာဆိုလို့ရှိရင်ကျွန်တော်တို့ပထမမြောက်ចောင်းဖြစ်တဲ့တာမွေမှာရှိတဲ့ private school ကိုဖွင့်လှစ်ပြီးသွားပြီဖြစ်ပါတယ်အခုဒီចောင်းလေးကိုကြတော့ကျွန်တော်တို့ PRSN တင်ရို့အခြေခံပြီးတော့ပဲအခုပထမအဦးဆုံးဒီနှစ်ပေါ့ဒီနှစ်ပထမအဦးဆုံးနှစ်မှာဆိုရင်တော့ကျွန်တော် nursery ကနေ primary အထိဖွင့်ဖို့ရည်ရထားပါတယ် ဆဘော International School မှာထရောက်နိုင်တဲ့အတန်းလေးတွေဟာဆိုလို့ရှိရင်တော့ Nursery, Pre-KG, KG Class, Primary 1 to 6တို့ပဲဖြစ်ပါတယ်။အတန်းပြီးဆုံးလို့ရှိရင်လည်း BA တဲ့ certificate ကိုလက်ရှိမှာပဲဖြစ်ပါတယ်ဟုတ် language ကတော့ international school ဖြစ်တဲ့အတိုင်းပေါ့လေအဲကျမတို့ဒီ english ကိုပဲအဓိကပေါ့နော်အဲအဓိကပြောဆိုပါမယ်နောက်ဆက်ပြီးတော့ရောက်လာတဲ့ကလေးတွေတချို့ bilingual မဖြစ်သေးဘူးပေါ့လေအဲ့လိုမျိုးကလေးတွေသူရဲ့ mother tongue ပဲပြောနေတဲ့ကလေးတွေအတွက်ဆိုလို့ကျွန်တော်ကျမတို့က mother tongue လေးနဲ့ရောပြီးတော့စပြောပြီးတော့မိတ်ဆက်ပေးပြီးတော့ပါတဖြည်းဖြည်းချင်းလုံးဝကိုတည်တဲ့ english ဖြစ်သွားအောင် train သွားမှာပါရှင် နိုင်ငံကတင်ယူလို့တင်တဲ့အပြင်ကိုကျွန်တော်သုံးတဲ့ပစ္စည်းတွေကြောက်လဲ interactive display လို့ခေါ်မှာပေါ့နော် smart learning system နဲ့သုံးတဲ့ display လေးလည်းသုံးပေးထားတယ်ပြီးတော့ကျွန်တော်တို့ဟို school management system လို့ခေါ်တဲ့ကျောင်းသားတွေအကုန်လုံးကိုဟိုအချိန်နဲ့တပင်းကြီးတီးရတဲ့စနစ်လေးလည်းကျွန်တော် application နဲ့လုပ်ပေးထားပါတယ်ဟုတ်ပြီးတော့ကျွန်တော်အဲ့ဒါကိုနောက်ထပ်ဘာနဲ့ထပ်ချိန်ထားလဲဆိုတော့ကျွန်တော်တာမွေကျောင်းမှာဆိုတော့ကျွန်တော် face scan နဲ့ပါချိန်ထားဟုတ် face scan ဝင်သွားတယ်ဆိုလို့ရှိရင်လည်းအတန်းနဲ့လည်းဝင်တယ် ဆီယာမလည်းအဲ့အတန်းတန်းကိုယူပြီးတော့ application ကနေ upload လုပ်လိုက်လို့ရှိရင်မိဘစီမှာသွားပြီး notify တက်တယ်အဲ့တိုင်းမဲ့အဲ့တင်ကအတန်းတန်းတစ်ခုတည်းလားဆိုတော့မဟုတ်ဘူးပေါ့ကျွန်တော်တို့တင်ကန်းစာပေးလိုက်တာတွေ message ပေးလိုက်တာတွေအကြောင်းမှာရှိတဲ့ activity တွေအကြောင်းလုပ်တဲ့ဟာတွေအကုန်လုံးလည်းအဲ့ကနေသိလို့ရတယ်ပေါ့အဲ့လိုမျိုးလေးတည်းလုပ်ပေးထားပါ facilities ပေးအနေနဲ့ဆိုလို့ရှိရင် interactive classroom ပါမယ် multimedia room aircon school clinic smart learning library cctv ကားပါကင် security ဖူကောင်း school bus နဲ့ကလေးမိဘဆရာ communication အတွက်ကိုစပူအောင် application တို့ပါရှိမှာပဲဖြစ်ပါတယ်။လက်ရှိတာဝန်ထမ်းဆောင်နေတာတော့ဒါ PSM ရဲ့ math ပေါ့နော် mathematics ပေါ့သင်္ချာဘာသာရပ်ကိုသင်နေတာပဲဖြစ်ပါတယ်ခင်ဗျာ။အဓိကပေါ့နော်သင်္ချာမှာဆိုရင်ဒါ ဒီ problem solving ပေါ့เนาะပြဿနာတွေဖြေရှင်းနေအဲအဲ့တော့ thinking တွေအပြီး activity တွေဓာတ်တွေအကထည့်ပြီးတော့သင်ကြားတာပေါ့เนาะအဲသင်ကြားပြီးမဲ့အဲအတန်းတွေကတော့ nursery ကနေ year city ဖြစ်ပြီးတော့အသက်ကတော့3နှစ်ကနေ17နှစ်အထိပဲဖြစ်ပါတယ် တော့ English ပါမယ်။နောက်ပြီးဒီဒီ preschool မှာဆိုလို့ရှိရင်ဒီ literacy အတွက် English ရယ်နောက် mathematics ရယ်နောက်ပြီးတော့လို့ရှိရင်တို့ဒီဒီ the world around us ဆိုတဲ့စာအုပ်ကလေးပေါ့နော်။အဲတော့ဟို awareness ပုံစံမျိုး science ပုံစံမျိုးပေါ့နော်။အဲအဲ့လိုမျိုးလေး ပါပါမယ်ကျမတို့ကတော့စာအုပ်ကိုသင်ကြားရဲဆိုပေမဲ့ပေါ့လေအဲကလေးတွေမူကျကလေးလေးတွေဆိုတော့တို့အတွက် development ကိုကြိုတင်ပြင်ဆင်ပေးရပါတယ်အဲ့တော့တို့စာရေးဖို့အတွက်ကို5 motor skill စာရေးဖို့ ready မဖြစ်သေးခင်မှာအဲဒီ crayon လေးတွေကင်ခိုင်းတာနောက်5 motor skill တွေကြိုးတီကစားကြိုးတီကစားနေလို့ပေါ့လေနောက်ပြီးတော့တို့အတွက် interest center လေးတွေလည်းကျမလောက်ထားပေးမယ်ပေါ့နော်စာအုပ်ဖတ်ခြင်းနဲ့ကလေးကစာအုပ်စင်မှာကစားပြီးရောမှာဟို board game ကစားခြင်းနဲ့ကလေးက board theme animal လေးတွေအပေါက်ဖြေတာတို့အဲအဲ့လိုမျိုးလေးတွေ extra သင်ရိုး အနေနဲ့ပေါ့နော်ကျွန်တော်တို့က art music ပေါ့နော်အပြီးပြီးဆိုရင်ကျွန်တော်တို့ PE ပါမယ် ESL ပါမယ်ပြီးရင်ဘာသာစကားတစ်ခုခုပေါ့နော်ဒါထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်အ weekend class အနေနဲ့ဆိုရင်တော့ဒါ Olympic သင်ချာရှိမယ်ပြီးပြီးဆိုရင်ကျွန်တော်တို့ဒါ Japan ပေါ့နော် Japan ဘာသာစကားပြီးရင်အတရုတ်ဘာသာစကားအဲ့ဒီအပြင်ကိုကျွန်တော်တို့အင်္ဂလိပ်ဘာသာစကားအဲ့ဒီအပြင်ကိုကျွန်တော်တို့ coaching ဘိုင်းနေပေါ့နော်အဲ့ဒါတွေကိုပါအဓိကထည့်သွင်းပြီးတော့သင်ချာပေးမှာပဲဖြစ်ပါတယ် ဆရာသမားတွေကတော့ဟိုအကုန်လုံးကတော့ဟိုသူတို့ဟိုတက်ဆိုင်ရင်တင်းရောလက်မှတ်ရတဲ့ဟာပေါ့နော်နက်စရီမှာဆို ECD ECD လက်မှတ်ရတဲ့ဆရာသမားပေါ့ပြီးအဲ့လို psychology ဘာ teaching psychology methodology နားလည်တဲ့ဆရာမှာပေါ့အဲ့လိုဟာတွေလည်းကျွန်တော်တို့ရှားဖွေပြီးတော့စစ်စစ်ပြီးတော့ခံပေးထားပါတယ်ဟိုပုံမှန်တန်းမှာဆိုလို့ရှင်ကျွန်တော်ဆရာမဟို main ဆရာမတစ်ယောက်အခုဆရာမတစ်ယောက်ပေါ့အငယ်တန်းလေးအတွက်ဆိုလို့ရှင်ကျွန်တော် net ဟိုပါပေါ့နန်နီပါကျွန်တော်ထည့်ပေးထားပါတယ်ဟုတ် မော်တော်လေးကဘာလုပ်ထားလဲဆိုရင် strong body strong mind strong future strong body နဲ့ strong mind ကတော့ကျွန်တော်တို့ကြောင်းမှာမဖြစ်မနေသင်ပေမဲ့ practice တွေ principle တွေပေါ့ strong future ကတော့ရလာမယ် result result ကကတော့အဲ strong body နဲ့ strong mind ဖြစ်လေကိုသူက strong future ဟာသူကသူ auto ရအောင်အဲ့တော့ strong body strong mind ရဖို့ကြောင်းမှာငရေစဉ်ကနေစပြီးတော့ကျွန်တော်တို့သင်စားပေးမှာဖြစ်ပါတယ် ကောင် service industry ပဲပြောရမှာပေါ့နော် service industry တော့ကျွန်တော် service ပြပြဝပေးဖို့ကတော့နှစ်ချမ်းပေါ့ကျောင်းသားတွေပညာရေးကောင်းမှုတက်ပေးတဲ့ဟာတစ်ချမ်းလည်းပေးတယ်လို့မိဘတွေစိတ်လုံခြုံမှုရှိတဲ့တစ်ချမ်းလည်းပေးတယ်ပေါ့အဲ့နှစ်ခုလုံးမျှပြီးကောင်းအောင်เนาะကျွန်တော်အတက်နိုင်ဆုံးကျွန်တော်တစ်ခွက်လုံးစူးစမ်းနေပါတယ်ဟုတ်အခြေခံပညာပြီးတော့တဲ့အချိန်မှာနောက်အစင်းနေပညာသင်ကြားဖို့ချိန်ဆက်တဲ့ဟာတကိုလည်းကျွန်တော်ဆက်လုပ်ဖို့လည်းရွယ်ချက်ရှိသလိုတခြားလိုဒီလို location လေးနဲ့ဒီလိုအကျယ်ဝန်းလေးရှိတဲ့နေရာမျိုးတွေ့ရင်လည်းတပ်ဖွင့်ဖို့လည်းစဉ်းစားတော့ဟုတ် ဇပူဝါ International School ကဒီ insane ပေါ့နော်အဲ노ဇေမတ်တိုင်းမှာဖွင့်လှစ်ထားတာဖြစ်ပါတယ်နှစ်ထပ်ကျောင်းဆောင်မှာကျောင်းဝင်းရလဲအကျယ်ကြီးပါရှင်အမ်ဘတ်ဆောင်တော်တဲ့ပေါ့နော်လူငယ်လေးတွေပေါ့မျိုးဆက်တဲ့လူငယ်လေးတွေမွေးထုတ်ပြီးมาဖြစ်တဲ့အတွက်ကြောင့်မို့လို့ strong body strong mind strong future ဆိုတဲ့ဆောင်ပေါ်အတိုင်းဇန်ဘဝကိုပိုင်းထက်တန်းအကြောင်းကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ